ားလုံးပဲမင်္ဂလာပါရေကိုရှင်းလီမှာပြန်လဲကျေဆွလိုက်ပါတယ်ဒီကနေ့မတ်လ17ရက်နေ့ဒီကနေ့မှာကျွန်တော်ရဲ့မိဘပြည်သူတွေကိုတင်ပြသွားမယ့်အကြောင်းအရာတွေကစစ်တွေညသိမ့်တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အားရပွဲတင်ပြပေးသွားမှာဖြစ်တယ်ဒီမျိုးသိမ့်တိုက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်လက်ရှိအကြမ်းဖက်ဖက်စစ်တပ်ကလက်တုံ့ပြန်တဲ့အနေနဲ့ကြောက်ဖြူမှာ ကြောက်ဖြူမြို့နယ်နဲ့ကျွန်တော်တို့အနီးပတ်ဝန်းကျင်မှာရှိတဲ့ကျေးရွာတွေကိုဘုံကျဲတိုက်ခိုက်နေတဲ့အကြောင်းတွေရုပ်မှနေတဲ့အခြေအနေတွေကိုတွက်ဆက်ပြီးတော့မြင်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ဖက်ရက်ကွက်နဲ့တစ်ဖက်ကကောင်တွေအခုအရန်ကိုလန့်နေကြပါတယ်ဆိုတော့သူတို့လန့်နေတာကသူတို့ရဲ့ခရိုနီတွေရဲ့ပိုင်ဆိုင်မှုကိုကျွန်တော်တို့တော်လန်တော်တပ်ဖွဲ့ဝင်တွေကပြည်သူပိုင်အဖြစ်သိမ်းဆီးချိတ်ပိတ်နေတဲ့အကြောင်းအရာဖြစ်ပါတယ် ဆိုတော့သူရဲ့ဥစ္စာသူရဲ့ဓနာတွေဘယ်သူကဝယ်ပေးမှလဲဆိုတဲ့မိကုံးတွေအများအပြားကြောင်းကျွန်တော်ရဲ့မိဘတွေဒီနေ့ကြားရမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်းရကြည့်ရှုဖို့မိဘပြည်သူရဲဘော်ချက်ပဲတူးချင်းစီတိုင်းကိုဒလီဒစာဖိတ်ခေါ်လိုက်ပါတယ်ပလန်သောနေ့အတိုင်းဟာကျွန်တော်တို့တော်လန်သောပြည်သူအားလုံးရဲ့ lucky day ဖြစ်ပါတယ်ဆိုတော့နေ့အတိုင်းမှာကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်တို့အရာတို့တပ်ဖွဲ့ဝင်တွေတီးတီးဟာ လုံလုံနေကြပါတယ်ဆိုတော့ဒီကနေ့မှတင်ပြသွားမယ့်အကြောင်းအရာကစစ်တွေမျိုးသိမ်းတိုက်ပွဲအကြောင်းအဓိကဖြစ်ပါတယ်ဒါကိုအရင်မပြောခင်မှာ ICC တကွက်ပြလိုက်တဲ့အကိုကျွန်တော်ရဲ့မိဘတွေကြားပြီးပြီလားဗျဆိုတော့ဟုတ်ပါတယ် ICC ကတော့အကွက်တကွက်ပြလိုက်ပါတယ်ဖိလစ်ပိုင်သမရဟောင်းဒူတာဒေးကိုကျွန်တော်တို့လေစိတ်သူ့ရဲ့ဖိလစ်ပိုင်နေပြည်တွင်းထဲမှာပဲရဲတပ်ဖွဲ့ဝင်တွေကဖမ်းဆီးထိမ့်သိမ်းလိုက်ပါတယ် ဆိုတော့ ICC ရဲ့ Pan Run ထုတ်ခံထားရတဲ့ဒူတာတေးပါ သူသမရအဖြစ်တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာကျွန်တော်တို့ဒါမွေးစေနှိမ့်နှိမ့်နှင်းတဲ့အချိန်မှာလူထောင်နဲ့ချီပြီးတော့တပ်ဖြတ်ခဲ့တယ်ဆိုတဲ့ဆွဆွဲချက်နဲ့သူဖမ်းဆီးထိမ့်သိမ်းခံလိုက်ရတာပါဆိုတော့ဒူတာတေးအဲ့လို ICC ကဖမ်းမယ်ဆိုတာ तू သိတယ်ကျွန်တော်ယုံကြည်ပါဆိုတော့တကယ်လို့သူ့ကိုဖမ်းမယ်ဆိုရင်လေ तू ဖမ်းခံမယ်ဆိုတာလေ तू ပြောခဲ့တာရှိတယ် ဆိုတော့ဒီနေ့မာလာနဲ့ကျွန်တော်နည်းနည်းလေးနှိုင်းရှင်ပြီးတော့ဖော်ပြမယ်လူတစ်ယောက်ရဲ့အရေးအချင်းဆိုတော့သူတာဝန်ယူခဲ့တဲ့အချိန်မှာဒါမူရဲ့စေပြီးတော့မူရဲ့ဂိုင်းတွေတောင်းញမ်းတာကိုသူပြပြသားသားနှိမ်နှင်းခဲ့တယ်အဲ့ဒီပြပြသားသားနှိမ်နှင်းတဲ့အပေါ်မှာကျွန်တော်တို့ဒါရက်သားအပါအဝင်လူပေါင်းထောင်နဲ့ချီပြီးတော့ကျွန်တော်တို့ဒါတည်ခဲ့ရတဲ့ဖြစ်စဉ်ဖိလစ်ပိုင်ထဲမှာဖြစ်ခဲ့ပါတယ် အဲ့ဒါကိုလည်းသူသိတယ် ICC ကတရားဆွဲဆိုထားတာတရားဆွဲကိုဆွဲဆိုခံရတာကိုလည်းသူသိတယ်တကယ်လို့ဖမ်းမယ်ဆိုရင်လည်းသူအဖမ်းခံမယ်တဲ့ဟုတ်ပါတယ်သူပြပနေပြီးတော့ပြန်ဝင်လာတဲ့အချိန်မှာဖိလစ်ပိုင်မနီလာလီစိတ်မှာသူ့ကိုဖမ်းပါတယ်ဆိုတော့သူ့ကိုဖမ်းတော့သူကလည်းပြန်ပြောတယ်သူ့မှာဘာပြစ်ရှိလို့လဲသူဘာလုပ်ခဲ့လို့လဲပေါ့ဗျာဒါကိုသူရင်ဆိုင်မယ်ဟုတ်ပြီ ဒါကတကယ်တတိရှိတဲ့လူတွေရဲ့လုံရက်လေးတစ်ခုကျွန်တော်မိပါတွေကို တင်ပြတာ ICC ကတော့သူတာဝန်ကို သူလုတ်သွားပါတယ်ဆိုတော့ဖိလစ်ပိုင်နိုင်ငံဟာ ICC ကျွန်တော်တို့ဒါဥပဒေတရောက်တဲ့နိုင်ငံတစ်ခုလားဆိုတာကိုလည်းကျွန်တော်တို့ပြန်ပြီးတော့တုတ်တက်မှာဖြစ်ပါတယ်သူကလည်းပဲကျွန်တော်တို့နိုင်ငံလူပဲထွက်ထားတဲ့နိုင်ငံတစ်ခုပါ ဆိုတော့ပုံစံလေးတူနေတဲ့အကြောင်းပေါ့ဗျာဟုတ်ပြီလက်ရှိ ICC က permanent ထုတ်ခံထားရတဲ့ warrant ပြီးပြီးတော့ Argentina တရားရုံးကနေပြီးတော့ permanent ထုတ်ခံရတဲ့ warrant ပြီးပြီးတော့ ICC ရဲ့တရားရုံးရှစ်နေချုပ်ကြီးတွေကအစဖမ်းဖို့အတွက်ပြောဆိုတိုက်တွန်းနေတဲ့မာအာလှရံပြေကောင်ဒူတာတေးလို့တတိရှိပါမလား ဆိုတော့ကျွန်တော်တို့မိဘတွေစဉ်းစားစရာဆိုတော့ကျွန်တော်တို့နိုင်ငံမှာကျွန်တော်တို့နိုင်ငံအာဏာသိမ်းပြီးတော့ကျွန်တော်တို့ပြည်သူရဲ့ဆန္ဒမပါဘဲနဲ့အခုဝင်းကြီးချုပ်လိုလိုတမရလိုလိုစစ်ဦးစီးချုပ်လိုလိုဘယင်လိုလိုယူနေတဲ့ကောင်အဲ့ဒီကောင်အဲ့လိုမျိုးတတိရှိပါမလားကျွန်တော်ရဲ့မိဘတွေကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေရင်လည်း comment မှာရေးပေးပါ ဒီကောင်ကိုကိုးကွယ်နေတဲ့ကောင်တွေဘလို့လူမျိုးတွေဘလို့တန်းစားဖြစ်သွားလဲဆိုတာကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။သူနဲ့ပတ်သက်တဲ့သူမှန်သမျှအခုချိန်မှငရဲတွင်းတဲ့ကိုတကောင်မီးတကောင်စောက်ထိုးဆင်းနေရပြီးတော့တကယ့်နိုင်ငံကြီးတွေတောင်မှသူနဲ့လက်ဆွဲနှုတ်ဆက်ပြီးသွားရှင် ဖုံမွဲပြာကြသွားတာအကြောင်းအရာတွေယုံရင်ဆန့်ခတ်ဖြစ်သွားတဲ့အကြောင်းအရာတွေလည်းကျွန်တော်မိဘတွေကြားသိခဲ့ပြီးဖြစ်ပါတယ်ဒါကတော့ ICC ထုတ်ပြလိုက်တဲ့ပရမအူဆုံးအကွက်ပါဟုတ်ပြီအခုကျွန်တော်တင်ပြသွားမှာကအကျန်းဖတ်စစ်ခွေးတက်နဲ့မာလာနဲ့ပတ်သက်တဲ့ခရိုနီတွေရဲ့လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေသူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုဘယ်သူကကာကွယ်ပေးမှာလဲ ဆိုတော့မိကုံးကိုဖြည်သူမဲ့ဖြစ်နေပါတယ်ဆိုတော့ကျွန်တော်ကကြိုပြီးတော့ဖြည်ပေးပါမယ်အဲ့ဒီပိုင်ဆိုင်မှုတွေအကုန်လုံးကကျွန်တော်တို့ပြည်သူပိုင်နာဖြစ်တဲ့အတွက်ကျွန်တော်တို့ပြည်သူကပဲကာဝယ်ပေးမှာပါအကုန်လုံးတော့ကျွန်တော်ရင်ပြီးပါနေပြီးတော့မှရှိတဲ့6လုံးတန်းလည်းပါတယ်ဟုတ်ပြီမလား तू လက်လောက်ရမယ့်နေရာတွေကိုဒါတရုတ်နဲ့ရုရှားလက်ထက်အခဲတာတွေကအခုမှမဟုတ်ပါဘူးဆိုတော့နဂိုတဲက ဲ့ဒီပုံစံတွေလုတ်ခဲ့တာတွေရှိပါတယ်ဟုတ်ပြီ2023ခုနှစ်ရုရှားမြန်မာချစ်ကြည်ရေးအသင်းဆိုတဲ့ဒါဆက်ဆံရေးအဖွဲ့ကနေပြီးတော့မိတ်ဆက်ပေးလို့သူဟာငပလီမှာငပလီပန်းပြေအင်ယာကိုလက်မှတ်ရေးထိုးခဲ့ပါတယ်ဆိုတော့ကျွန်တော်ရေးမိပါလက်ရှိအချိန်မှာဒါရုရှားနဲ့ဒါသဘောတူစာချုပ်တွေရုရှားစီကအကူအညီတွေတရုတ်စီကအကူအညီတွေကို ဒါရယူနေတယ်အဲ့ဒီရယူနိုင်ခဲ့တဲ့ပုံမှာလဲတစ်ဖက်ရက်ခော့ကကောင်းနေအလွန်တမင်းပျော်မြူးပုံပျော်မြူးနေတာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိဘတွေကိုဒီနေ့စစ်တွေ့မျိုးသိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်အလင်းသိမ့်စွာတိဆက်နေခြင်းဖြစ်ပါတယ်ဟုတ်ပြီအခုငပလီတန်တွဲမြို့ကိုအရကတက်တော့အေအေကလုံးစုံထိချုပ်ထားတာကျွန်တော်မိသားစုတွေသိပါတယ်နော် ။ဆိုတော့ရုရှားရဲ့ယင်းဒီမြုပ်နယ်မှုအကုန်လုံးပလုံးပြသွားပါတယ်။ဒါနောက်23အဲကျွန်တော်ထင်တယ်ကျွန်တော်တို့ဒီ10 29စစ်စင်ရေပရမလှိုင်းမတိုက်ခင်မှာသူတို့တွေဒါရုရှားနဲ့ MOU ဆောက်ချုပ်ဆိုခဲ့တယ်လို့တော့ကျွန်တော်ကတော့อืมထင်မှတ်မိပါတယ်။ဟုတ်ပြီဒါတွေဒါတွေမဲလားဒါတွေမကသေးဘူးကျွန်တော်ရင်မြင်ပါတယ်။ကမ်းခြေမှာရှိတယ်ကျွန်တော်တို့ဂျင်ငါပွင့် hotel 65လုံး ဒါတွေကိုလည်းလက်ရှိအရကတတော် AA ကချိတ်ပိတ်ပြီးတော့ပြည်သူပိုင်းတိတ်ထားတာပါအဲ့ဒီအဲမှာဘသူတွေပါလဲဆိုတော့မင်းအွန်လိုင်းပြောတဲ့ဇကားကိုကျွန်တော်ကနားထဲမှာပြန်ချားရောင်မိတယ်သူတို့ရဲ့သားသမီးတွေကိုကောင်းကောင်းမွန်မွန်လုတ်ကင်စားတော့ဖို့ရိုးရိုးတတရှာဖွေဖို့အတွက်တွန်တင်ဆုံးမထားပါတယ်ဆိုတော့သူကို၌ဖြေခဲ့တဲ့အင်တာဗျူးလေးပါဟုတ်ပါတယ်နံပါတ်1မင်းအွန်လိုင်းတောင်အောင်ပြည်စုံပိုင်တဲ့အမရာဟိုတယ် နံပါတ်2မင်းအွန်လိုင်းနဲ့မိသားစုနီးစပ်သူ အောင်မျိုးမင်းတွေပိုင်ဆိုင်တဲ့ amazing hotel နံပါတ်3အရင်ကစခွေးဘိုလ်ချုပ်ကြီးတွေဖြစ်တဲ့မောင်အေးရဲ့သမီးပိုင်ဆိုင်တဲ့ဒေါ်နန္ဒာအေးပိုင်တဲ့ကျွန်တော်တို့ hotel ပြီးတော့ရင်တန်းရွှေရဲ့ตาထုံးနိုင်ရွှေပိုင်တဲ့ hotel တွေပြီးတော့ရင် ချစ်နိုင်ဦးဆောင်တဲ့အေရင်အုပ်စုရဲ့အေရင် hotel တွေပါဝင်တဲ့ ပြီးတော့ရင်ကျွန်တော်တို့ကမ္ဘာ့အုပ်စုပိုင်တဲ့ Jasmine Hotel တွေလည်းပါပါတယ်။ဒေဇာရဲ့ Two Company ပိုင်ဆိုင်တဲ့ Hotel တွေလည်းပါသလိုပို့ပြည်သူစစ်ခေါင်းဆောင် Crony နေဝင်းထွန်းပိုင်ဆိုင်တဲ့ဗရမယာနဂါ Company ပိုင်ဆိုင်တဲ့ Jasmine Hotel တွေလည်းပါပါတယ်။ဆိုတော့ကမ္ဘာအလုံးကြီးဒါတရားဝင်းကျင်လို့တော့မှတွက်ချက်လို့ရတဲ့ Hotel တွေက လက်ရှိဘသူလက်ထဲမှာလဲကျွန်တော်ရဲ့မိဘဆိုတော့အခုရန်ကိုဟော့နေတဲ့မဟာလာနဲ့ဆက်နွယ်ထားတဲ့ခရိုနီဥကြောက်တောင်ရဲ့ပိုင်ဆိုင်မှုတွေကိုအရခတ်တတော် AA ကအလုံးစုံချိတ်ပိတ်လိုက်တဲ့အကြောင်းကျောင်းမိဘတွေကျောင်းမိသားစုတွေလည်းကြားပြီးမှပါဆိုတော့သူကို၌လဲဝန်ခံထားပါတယ်ဥကြောက်နီဆိုတဲ့သူ ဆိုတော့သူ့ရဲ့ပိုင်ဆိုင်မှုအမေရိကန်ဒေါ်လာ9.6တန်းဒါပပလေးပဲရှိတည်ရနော်ကျွန်တော်အမိပါပပလေးပဲဒါသူတို့ကပြောမယ်ဒေါ်လာ9တန်း6တန်း9တန်း10တန်းစသည်အားဖြင့်အဲ့ဒါကလက်ရှိကျွန်တော်တို့ဒါအာရခတတ်တော် AA ထိမ့်ချုပ်ထားတဲ့နေရာအတွင်းထဲမှာရှိတဲ့ပိုင်ဆိုင်မှုပြောချင်တာကတော့အခွန်တသက်ရဲ့တန်ဖိုးတေးသေးလေးပဲရှိသေးပါတယ်ကျွန်တော်တို့နိုင်ငံတကာမှာကျွန်တော်တို့ပြည်သူတွေရဲ့ ပတ်စံနေကျွန်တော်တို့ပြည်သူပိုင်တဲ့နေရာတွေအားလုံးကိုလဝကြီးအုပ်ဂုတ်သွေးစုတ်ထားတဲ့ခရိုနီတွေရဲ့ပိုင်ဆိုင်မှုတွေဟာကမ္ဘာနေရာအသီးသီးမှာဖြန့်ကျက်ထားတယ်ဆိုတာကိုကျွန်တော်ရဲ့မိဘပြည်သူတွေအားလုံးသိရှိပြီးဖြစ်ပါတယ်။ဘယ်နိုင်ငံရဲ့ဘယ်ဘက်မှာဘယ်တိမ်တိမ်ကျွန်တော်နိုင်ငံလုံမြောက်တဲ့အချိန်မှာအဲ့ဒီပတ်စံတွေအကုန်လုံးကကျွန်တော်ပြည်သူပိုင်တဲ့ပတ်စံတွေဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော်အရှိစေသင်းတွေတင်ပြတဲ့အချိန်မှာလက်ရှိအချိန်မှာကျွန်တော်တို့မျိုးရွာတွေအကြဖက်စစ်ခွေးတက်ရဲ့ဗယံမတာဖြက်စီးမှုတွေအောက်မှာမိလောင်ခဲ့တယ်ပျက်စီးခဲ့ရစိတ်ချကျွန်တော်တို့လူငယ်တွေတေချာစွာပြတ်ဆောက်ပေးမှဖြစ်တယ်ကျွန်တော်လူငယ်တွေတောတောင်မှာဘလောက်ထိပြင်းပြင်းပန်းပန်းရက်တီရလဲဘလောက်ထိခက်ခဲလဲဘယ်လမ်းကြောင်းကိုသွားတဲ့အချိန်မှာဘလို့မျိုးကျွန်တော်တို့ပြင်းမှန်းခဲ့လဲ ဘလောက်ထိကျွန်တော်တို့ရိတ်ခါတဲတဲ့အချိန်မှာခက်ခဲပင်ပန်းလဲဆိုတာကျွန်တော်တို့လူငယ်တွေအတိဆုံးမှာကျွန်တော်ဆိုရင်ကျွန်တော်အများန်းပြောတယ်ကျွန်တော်တို့တော်လန်သောတပ်ဖွဲ့ဝင်လူငယ်တွေကျွန်တော်တို့ PDF တွေနင်းတဲ့လမ်းကိုနိုင်လုံးကွန်ကရစ်ကပ်တရာခင်းမယ်ကျွန်တော်တို့အိတ်ခဲတဲ့နေရာတိုင်းကို24နာရီရေမီရစေရမယ်ကျွန်တော်အဲ့လိုကြွေးကြော်ခဲ့တာဆိုတော့ ျွန်တော်တို့ဒါဒီသွားတယ်ပေါ့နော်လမ်းကြောင်းတွေပေါ့လမ်းကြောင်းတွေမှာရှိတယ်ဒါကျွန်တော်ရဲ့ဒေတာခံပြည်သူတွေဆိုအရန်ကိုသူတို့တွေဝမ်းတာဟဲ့အဲ့သူဘာသာစကားမျိုးစုံတွေပေါ့ဗျာကျွန်တော်လဲဒါသူတို့ပြောရင်နားလည်သလောက်ပေါ့တားတို့ရဲ့အဲ့ဒီအတန်လေးကြားရကြနေသူတို့ပြည့်စုံနေပြီအရန်ကိုဝမ်းတာသူတို့ပိုးပေးတွေ့သူတို့အခုအချိန်တိ တို့မှာလမ်းကောင်းကောင်းမရှိဘူးတို့မှာမီးမရှိဘူးတို့မှာရေမရှိဘူးတို့မှာ wifi မရှိဘူးတို့မှာတဲယူပို့ဆောင်ရဘာတစ်ခုမှမရှိဘူးအစင်ပြည်လို့တွေတို့တွေရက်တည်ပြီးတော့ရုံးကန်နေရတယ်တို့စိုက်ခဲ့တဲ့စိုက်ခင်းတွေကိုနီးမျိုးစုံနဲ့တဲယူပို့ဆောင်ရောင်းချနေရတာခဏိအချိန်ထိကျွန်တော်ရမြည်ပါဆိုတော့ကျွန်တော်ကတော့လူငယ်ပြပြပုံပွင့်လင်းလင်းပဲကျွန်တော်ကအမေတို့မပူနဲ့ဒီနိုင်ငံရဲ့ဖက်စစ်စ်နဲ့ ဒါနာရှင်အုပ်စုပြတ်သုံးပြီဆိုတာနဲ့ကျွန်တော်တို့အိတ်ခဲ့တဲ့နေရာတွေကျွန်တော်တို့ရှောက်ခဲ့တဲ့လမ်းတွေကျွန်တော်တို့ညချိန်ကျွန်တော်တို့ဖုံးမီလေးနဲ့အပေါ်လေးမှာထွန်းပြီးတော့စကားပြောရတဲ့ဒီလိုအခြေအနေတွေကိုကျွန်တော်တို့အကုန်လုံးရောင်းပြန်နှံပေးမယ်။ဒါကကျွန်တော်တို့အားလူငယ်တွေအားလုံးလုပ်ပေးခြင်းနဲ့ကျွန်တော်တို့ရဲ့ပြည်သူအတွက်ဆန္ဒပါ။ဒါကလည်းကျွန်တော်တို့ဒါတကယ်ကိုကျွန်တော်တို့ဆန္ဒကတိတ်တိတ်လေးပါ။ဒါကြောင့်ကျွန်တော်နိုင်ငံပြန်လဲဒီဆောက်တဲ့အချိန်မှာ တကယ်ကိုအစင်တမ်းမှီပြတကယ်ကိုအင်ယာထွေကိုတေချစွာ လုံပေးဖို့ဆန္ဒပြင်းပြစွာရှိပါလေဆိုတာကိုကျွန်တော်ခရိုနီတွေရဲ့ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီးတော့ဆက်ဆက်ပြီးတော့ကျွန်တော်ရဲ့မိဘတွေကိုအတိပေးခြင်းဖြစ်တယ်ဒီနေ့ရဲ့အရေးကြီးဆုံးသတင်းအဲ့ဒီသတင်းကတော့စစ်တွေရိုသိမ်းတိုက်ပွဲဒါနဲ့ပတ်သက်ပြီးတော့စစ်တွေကြောက်ပြူတဆက်သေးကိုအရကတတော် AA ကပြင်းထန်စွာ ထုတ်သစ်ဆင်နေတာပါ တယောက်ကြီးကတော့တော်တော်လေးကိုမျက်ဖြူစိုက်နေပါပဲတော်တော်လေးကိုလန့်နေပါပဲဆိုတော့ဒီလိုပြင်းထန်တဲ့တိုက်ပွဲတွေဒီလိုမျိုးသူတို့တွေခုခံဆုံးရှုံးနေရတဲ့အခြေအနေမှာတယောက်ကြီးအကြိုက်လိုက်လုပ်ပေးနေတဲ့အကြမ်းဖက်ဖက်စစ်ခွေတက်ဆိုတော့တရုတ်ကျောင်းတော်နောက်ကစီးပွားရေးတွေကလည်းအဲ့ဒီမှာအရင်အမြင့်မြောက်များစွာ ရှိပါတယ် တရုတ်လက်နက်ကင်တပ်ဖွဲ့ဝင်တွေလည်းရှိနေတဲ့နေရာဆိုတော့ဒီနေရာကိုအရကတက်တော် AA ကကြိုတင် ပြောပြီးတော့မှတိုက်နေတာဖြစ်တယ်။အင်္ဂါကျူကလာတားရှင်အောင်တားလို့ရမှာမဟုတ်ဘူးဆိုတဲ့စကားကိုတရုတ်မကြားကြော့သေးသလား။ကျွန်တော်တို့တော်လန်သောတပ်ဖွဲ့ဝင်တွေရဲ့အင်အားကိုတရုတ်ဒီလောက်ထိဆုံးရှုံးလိမ့်မယ်ဒီလောက်ထိဖြစ်လိမ့်မယ်လို့သူမသိရော့နေသလား။ ။ तू မသိတာတော့မဖြစ်နိုင်ဘူးကျွန်တော်ရင်မိပါ။ဟုတ်ပြီ။တရုတ်ရဲ့ဂျိုးစီဘားတွေဆုံးရှုံးရလူဆဲဆဲအချိန်မှာအချမ်းမဖက်စစ်ခွေးတက်ဟာကြောက်ဖြူမြို့နယ်ရဲ့ပဝင်းကျင်မှာရှိတယ်ကျွန်တော်တို့ရဲ့ဒေတာကန်အိုးအိမ်တွေကို လေချောင်းကနေပြီးတော့ဘုံကျဲဖြက်စီးပြပါတယ်။ဒီအပိုင်းအတွင်းမှာပဲကျွန်တော်တို့ရဲ့ဒေတာကန်ပြည်သူ နေအိမ်ပေါင်းအလုံး200ကျော်မိလောင်ပြကြခဲ့ရပါတယ်။ တာဟိုအကျမ်းဖတ်စစ်ခွေးတက်ကအရကတက်တော့အေးရပြင်းထန်တဲ့ထိုးစစ်ကိုလက်တော့ပြန်တဲ့အနေနဲ့တဲ့ကျွန်တော်မိသားစုတွေစရှုံးတဲ့ကောင်တွေရဲ့ကိုရှုံးရင်ရှုံးလို့ရှုံးတယ်သူတို့တွေဝန်ခံကိုလလုံးရတဲ့နေရာလလုံးလိုက်အရှက်ပြားနည်းနည်းလေးတော့ရှိသင့်တယ်ဆိုတော့ကျွန်တော်တို့ ရခိုင်မှာရှိတဲ့ကျွန်တော်ရသားပြည်သူတွေကျွန်တော်အာရခတ်တတော် AA ကအတိပေးပြီးတော့မှတိုက်ခဲ့တာလက်ရှိစစ်တွေ မတိုက်ခင်တည်းကစစ်တွေထဲမှာရှိတဲ့ကျွန်တော်တို့ရဒေတာကန်နေအကုန်လုံးအဲ့ဒီမှာဘာသာမျိုးစုံလူမျိုးမျိုးစုံအများကြီးရှိတယ်ရခိုင်တစ်ခုတည်းမဟုတ်ဘူးကျွန်တော်ရင်ပြပါသူတို့တွေအကုန်လုံးကိုအာရခတ်တတော် AA ကလုံမြောက်ပြီးနေမြေတွေမှာစပေးရှောင်ဖို့အတွက်ချိုးတင်အတိပေးခဲ့ပြီးသားအချို့ပစံရှိတဲ့သူတွေကတော့ စစ်ဘေးရှောင်သွားပြီပတ်စံမရှိတဲ့သူတွေကစစ်ဘေးရှောင်ဖို့ခတ်နေပါတယ်ဆိုတော့စစ်တွေကနေပြီးတော့ဆက်လီနဲ့ရန်ကုန်ကိုသွားမယ်ဆိုရင်လေဆက်လီကကြီးတက်တက်ဟာမြန်မာငွေကျပ်10ဒိန်းအထက်မှာရှိနေပါတယ်ဆိုတော့ရန်ကုန်မှာသွားပြီးစစ်ဘေးရှောင်မယ်ဆိုရင်ဒါမှချားဒိတ်သားတွေမှာစစ်ဘေးရှောင်မယ်ဆိုလဲရခိုင်မက်ပုံနေခြင်ထားတဲ့ကျွန်တော်တို့ရဲ့ရခိုင်သူရခိုင်သားတွေရဲ့တက်ကဘလောက်ကြီးမှလဲဆိုတာကျွန်တော်အရှိတွေမှာအကိုခြေနဲ့တွက်ဆက်ပြီးတော့ ကျွန်တော်မိဘတွေကိုတင်ပြခဲ့တယ်။အခုချိန်နဲ့ကျွန်တော်ဒါသတင်းတွေတိဆက်ခဲ့တယ်ဆိုတာကလက်ရှိအာရကတတော် AA ရဲ့ဒါရခိုင်မြေမှာစစ်ပွဲပြင်းထန်နေတာကအကြောင်းရခိုင်သူရခိုင်သားတွေရဲ့အကြောင်းကိုသိဖို့ပါ။ဟုတ်ပြီ။စစ်တွေမှာရှိတဲ့အကြမ်းဖက်စစ်ခွေးတက်စကန်တတော်များများအာရကတတော် AA ရဲ့တခိုက်သိမ့်ပိုက်မှုအောက်မှာရောက်ရှိနေပါပြီ။ ညံဖက်စစ်ခွေးတက်ဟာလဲသူရဲ့စီရေးပုံစံအတိုင်းပဲပြေးစစ်ခွာစစ်ဒါတွေကိုလှုပ်ဆောင်နေပါတယ်စစ်တွေကြောက်ပြုံမြို့နယ်အတွင်းမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတော့မြို့တွင်းထိတက်ဆုပ်နေရတဲ့အခြေအနေရောက်ရှိနေပါပြီမြို့ပတ်လယ်မှာရှိတဲ့နေရာတွေကိုအကြမ်းဖက်စစ်ခွေးတက်ကလက်နက်ကြီးနဲ့ပြက်ကတ်တာတွေဒီနဲ့ဘုံချဲတော်တွေလုပ်နေပါတယ်ဆိုတော့သူတို့ကတော့နေမြရှင်းလင်းရေးပေါ့ဆိုတော့တိုင်းမိပါတယ် စစ်တွေမျိုးအဲ့ဒီနေရာကလည်းပဲတစ်ဖက်ကျွန်တော်တို့မြေပုံထဲမှာကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒါတို့တရားရေပြင်တွေကိုပဲခုံဆင်းပြီးတော့တေရမယ်ဂျီဘုံမှာကဲသူမရှိဆဲသူမရှိ ဖြစ်လိမ့်မယ်အဲ့နဘီးတွေကန်ကက်ဆရာမြေမရှိအောင်ကျွန်တော်တို့လောက်ပြဖို့အစင်းသင်းဖြစ်နေတယ်ဆိုတာကိုကျွန်တော်ရဲ့ဗီဒီယိုအမြင်နဲ့ကြည့်နေကျွန်တော်ရဲ့မိသားစုတွေကိုကျွန်တော်တင်ပြခဲ့ပြီးဖြစ်တယ်ဒါတွေကတကယ်လက်တွေ့ဖြစ်လာမှာဖြစ်တယ် ဆိုတော့သူတို့ဟာစစ်တွေ့ရဲ့မျိုးပြင်ပတ်လဲကိုဘုံကျဲပြီးတော့ကျွန်တော်တို့ရဲ့ယသားပြည်သူတွေကိုနေစဉ်တပ်ဖြတ်နေတယ်ဖျက်ဆီးနေတယ်ဒါကိုရခိုင်ကလည်းခွင့်လွန်မှာမဟုတ်ဘူးသူတို့ပြောပြီးသားလက်နဲ့ချပါအញ្ញံခံပါနောက်ပိုင်းနဲ့စူးစီချုပ်နာပါခရဲ့စခွေးငှက်စလူတကောင်အရှင်ဖမ်းမိတဲ့အချိန်မှာတော့ရခိုင်ဟို ရှုံးပေးလိုက်ပါတော့ရခိုင်မှာရှိတဲ့ကျမ်းဖတ်စစ်ခွေးတွေအကုန်လုံးဒီအရှုံးကိုလက်ခံပါလို့သူကိုယ်တိုင်ပြောခဲ့တာရှိပါတယ်နောက်ပိုင်းစစ်တာနာချုပ်နာပါခတိုင်းစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်တန်းကိုယ်တိုင်ဖွင့်ရဝန်ခံပြောဆိုခဲ့တာကိုကျွန်တော်ရဲ့မိဘတွေမှတ်မိအောင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်တော့တရုတ်လုံခြုံရေးတပ်တွေနေရာယူထားတဲ့နေရာတွေဖြစ်တဲ့တရုတ်မြန်မာပိုက်လိန် ပိုက်လိုင်းစီမံကိန်းတွေတရုတ်ရေနဲ့စိတ်ကန်အထိအရခတ်တော်အေအေနဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေဟာအတကုံကျုံးမှာဖြစ်တယ်ကျွန်တော်ရင်မြင်ပါကျွန်တော်တို့စီရေးမှာကျွန်တော်တို့ရဲ့အခြေရှိပါတယ်ဒါကြောင့်စစ်တွေမှာရှိတဲ့ကျွန်တော်တို့ရဲ့ညီကိုမောင်နှမတွေကိုကျွန်တော်တို့လင်းတင့်တယ်လို့အတိပေးခဲ့ပြီးဖြစ်ပါတယ်ဆိုတော့လက်ရှိလက်တရုတ်တပ်တွေတဆွဲထားတယ်ဆိုတာကိုကျွန်တော်တို့အားလုံးသိပါတယ် ကျွန်တော်တို့ကတော့အကြမ်းဖက်ဖက်စစ်ခွေးတက်နဲ့ပတ်သက်သူမှန်သမျှအမှုတ်ကျိတ်သွားမှာဖြစ်ပါတယ်ဆိုတော့ခွန်းတော်ချင်းတီးခံချင်းညာတာထောက်ထားချင်းအဆင့်တွေကျော်လွန်သွားပါပြီကျွန်တော်တို့သူတို့ကိုလက်နဲ့ချဖို့လဲကြိုတင်တီးပေးခဲ့ပြီးသားပြည်သူကိုလည်းကျွန်တော်တို့စစ်တေမျိုးတွင်းကနေပြီးစပေးရှောင်မှုအတွက်ကိုလည်းကျွန်တော်တို့အကြောင်းကြားပြီးသားဆိုတော့ကျွန်တော်ပြောပြီးသားအထီးကိုက်တွေ ရှိနိုင်ပါတယ်ဆိုတော့ဒီကနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေအကြမ်းဖက်စစ်ခွေးတက်ဟာသူတို့တွေဆုံးရှုံးခဲ့တဲ့နေမြေတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့ယသပြည်သူတွေအပေါ်မှာတုံ့ပြန်မှုလက်တုံ့ပြန်လဲဆိုတဲ့ပုံစံမျိုးတွေထက်လောင်းပြီးတော့သူတို့တွေဘုံကျဲမီးရှို့ဖျက်ဆီးခဲ့တာကိုကျွန်တော်တွေ့ရမှာဖြစ်တယ်။ဒါကြောင့်ဒီတော်လှန်ရေးမှာကျွန်တော်တို့အဆုံးထိ အတူတူသွားရမှာဖြစ်တယ်အဆုံးထိတိုက်ပွဲဝင်သွားကြရမှာဖြစ်တယ်ဆိုတော့လက်ရှိအချိန်မှာကျွန်တော်တို့ဒါတော်လန်သော နေမြေတီးတီးမှဒါစစ်ပေးဒုက္ခရောက်နေတဲ့ကျွန်တော်ရဲ့မိဘပြည်သူတွေအာတင်ထပါကျွန်တော်တို့ရန်ကုန်မန္လေးအေအရီစတဲ့ဒေသမှာရှိတဲ့ကျွန်တော်ရဲ့မိဘပြည်သူတွေအတင်ထားပါကျွန်တော်တို့အားလုံးပူပေါင်းဆောင်ရွက်နေပါချောင်းပြောကြရင်းနဲ့ဒီမြေဗီဒီယိုကိုအဆုံးသတ်ပြစေနောက်လာတဲ့ဗီဒီယိုတွေကိုဒီချက်ပို့ပေါင်းအောင်ကျွန်တော်စူးစမ်းပေးနေပါတယ် လည်းနဲ့ပြီးစေပြီးကပ်ပြီးနဲ့မအေးပြီးပါကြောက်ရောက်နေတယ်ကြောက်ရင်ပြီးပါပြည်သူရဲဘော်ရဲဘတူးချင်းစီတိုင်းဘေးနဲ့ကင်းရှင်းပါတဲ့ကြောင့်လင်းနဲ့စတောင်းရှင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းလေးပါ